မြန်လင်းဘေးကြောင့်ခင်မွန်ဒေကိုလက်လွတ်လိုက်ရုံမကရွှေဆိုင်ပိုင်ရှင်ဘွားကနေအထောင်းဆိုင်နေဖွင့်လှစ်တော့မေမဆူလေးခိုင်းအလုံးမေမင်္ဂလာပါဆယ်လီတန်နူဘေးကနေပြန်လေးကြိုဆိုလိုက်ပါရင်မြန်လင်းကြောင့်ချို့တော်မိသားစုရဲ့တကွဲတကားဖြစ်သွားတယ်လို့အသက်ချမ်းသာရပါမယ်လေစူဆောင်းထားတဲ့ပစ္စည်းတွေအလုံးကကုန်သွားတဲ့သူတွေလည်းရှိပါရင်မြန်လင်းလုတာကမိနစ်ပိုင်းလောက်ပဲကြာပါမယ်လေ အမီနေပိုင်လောက်ကဘဝနှစ်ခုကိုခြားနာသွားစေပါရင်ပြမနာမနေတိုင်းနဲ့မက်ဆူလေးခိုင်ကငလင်ကြောင့်သူ့ရဲ့ဘဝကတခါမှမထင်ထားတော့တဲ့အနေအထားကိုပြောင်းလဲသွားကြရပါရင်မက်ဆူလေးခိုင်ကပြမနာမအပေါင်းဆိုင်နဲ့ရွှေဆိုင်ကိုဖွင့်လှစ်ထားတာကြားပြီးဖြစ်ပြီးလူတီများတဲ့ဆိုင်ဖြစ်ပါရင် တို့ရဲ့ဆိုင်မှာပဲရွှေတွေကိုတင်ထားပြီးတော့အင်ကိုပြန်ယူလို့မရှိပါဘူး။ငလင်လောက်တဲ့နေမှာတော့မဆူလေးခိုင်နဲ့သူ့ရဲ့ခင်မုံကဆိုင်မှာဆင်းရင်ထွက်နေကြပြီးတော့တို့ရဲ့ဆိုင်ကမြင်ကြီးတက်မှာတရှိပါရီ။ရုတ်တရက်ငလင်လောက်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ခင်မုံကအဆောက်အဦပြီးသွားတာကိုမြင်တွေ့လိုက်ရပါရီ။ မဆူလေးခိုင်ကိုလည်းပစ္စည်းတွေပြီးသွားခဲ့ပြီးတော့သူကတော့အသက်ရှင်ခွင့်ရသွားခဲ့ပါရီ။နေလေကလေးကငလင်းကြောင့်အဆောက်အဦပြနေတာဖြစ်ပေမဲ့လည်းည9နာရီလောက်မှသာသူ့ကိုအပေါက်ကျဉ်းကျဉ်းလေးတွေကနေဆွဲထုတ်နိုင်ခဲ့တာပါ။ဆွဲထုတ်ပေးသူကလည်းအသက်ကိုရှင်းပြီးတော့ခက်ခက်ခဲခဲကဲတင်ခဲ့ရပါရီ။အခက်မသိရင်တော့ကဲတင်တဲ့သူကအဆောက်အဦပြသွားနိုင်ပေမဲ့လည်းကံကောင်းဆောင်နဲ့အပြင်ထွက်ခွင့်ရှာခဲ့ပါရီ။မဆူလေးခိုင်ရဲ့ခင်မောကတော့အဆောက်အဦပြတဲ့တန်းကြောင့် ကွင်လွန်ခဲ့ရပြီးတော့သူတယောက်တည်းပဲအသက်ရှင်သွားခဲ့တာပါအသက်ရှင်ပေမဲ့လည်းညာဘက်ခြေတော်ကတော့ဖြတ်လိုက်ရပြီးမတန်ဆွမ်းဘဝကိုရောက်သွားခဲ့ရပါတော့တယ်သူ့ရဲ့ဘဝမှာအောက်ကိုရတဲ့ခင်မုန်းကလည်းကွင်လွန်သွားတယ်လို့သူ့ရဲ့ခြေတော်တစ်ဖက်ကလည်းဖြတ်လိုက်ရရောမကသေးပဲရွှေဆိုင်ကရွှေတွေကိုလည်းပြန်မရလိုက်ပါဘူးရွှေဆိုင်မှာရွှေ90လားလောက်ရှိပေမဲ့လည်းခင်မုန်းတဲ့ရဲ့စိတ်မျိုးတွေကအလုံးသိမ်းသွားခဲ့ပြီးရွှေတွေလည်းပြန်မရလိုက်တယ်လို့တရားရင်ဆိုင်ရတာလည်းရှိခဲ့ပါတယ်စေယုံတက်နေတဲ့အချိန်မှာပဲစိတ်မျိုးတွေကရွှေတွေသိမ်းထားတဲ့နေရာကိုမေးပြီးတော့အလုံးယူသွားကြပါတယ်ဒီရွှေတွေက တော့နှစ်ယောက်တူစူးစမ်းပြီးတော့ရှာဖွေထားတာဖြစ်ပေမဲ့လည်းခင်မုန်းတဲ့မရှိတော့တဲ့ချိန်မှာရွှေတွေလည်းမရှိတော့ပါဘူး။ရွှေတွေကိုပြန်မရရုံမကပဲဝတ်စားတွေကိုတောင်မှမရခဲ့ပဲနဲ့သူ့ရဲ့ဘဝကအစကနေပြန်လည်စတင်ရပါတော့တယ်။မက်ဆူလေးခိုင်ကဒီလိုအခြေအနေတွေကိုကြုံရတဲ့ချိန်မှာရုံကြည်ရတဲ့မိတ်ဆွေတွေဆိုတာလည်းမရှိတော့ပဲ။လာပိုင်းတွင်းမှာပဲဘဝကခြားနားသွားပါတော့တယ်။ဘဝမှာတံမိုးထားတဲ့အရာတွေအလုံးကိုဆုံးရှုံးလိုက်ရတာကြောင့်မက်ဆူလေးခိုင်ကဘာလို့လို့ဘာလို့ရမယ်မသိတော့ပဲနဲ့ဘဝကိုစိတ်ကုံသွားခဲ့ပါတယ်။ အသက်ရှင်ဖို့အတွက်ဒီတိုင်းနေလို့မရတော့တာကြောင့်မကြခင်မှာတော့အထောင်းဆိုင်လေးကိုဖွင့်လှစ်သွားတော့မှာပါ။တချိန်ကရွှေဆိုင်ပိုင်ရှင်ဖြစ်ခဲ့ပေမဲ့လည်းအခုတော့ထိုင်းဆိုင်ပဲဖွင့်ပြီးတော့ရက်တီတော့မှာဖြစ်ပြီးအရှင်လိုအနေထားရှောင်းအောင် ပြန်လည်ကြိုးစားတော့မှာပါ။မဆူလေးခိုင်ကဘဝကိုရှုံးမပေးပဲအစားကနေပြန်လည်ကြိုးစားဖို့ထိလေခွန်အားတွေရှိနေပြီးသားဖြစ်ပြီးရွှေတွေတင်းသွားတဲ့ဆွေမျိုးထက်တာမှာတားနေတဲ့အနေထားကိုရှောက်ဖို့အတွက်စတင်နေပါပြီ။ငလင်းလောက်သွားတာကြောင့်ပြောင်းလဲသွားတဲ့ဘဝတွေထဲမှာမဆူလေးခိုင်လည်းတယောက်အပါဝင်ဖြစ်နေပြီးသူ့ရဲ့ဘဝတွေကိုအားမလျှော့ဖို့တောင်းမှတိုက်တွန်းထားပါသေးတယ်။သူ့ဘဝမှာန နေစရာအိမ်လုပ်ငန်းခင်မုန်းတဲ့အပြင်ခြေောက်တစ်ပတ်မရှိတော့ပေမဲ့ဘဝကိုအရှုံးပေးခြင်းစိတ်မရှိတော့ပါဘူး။မိနစ်ပိုင်းလုပ်လိုက်တဲ့ငလင်ကြောင့်ရှိသည်များအရာအလုံးကဆုံးရှုံးသွားခဲ့ရတဲ့မက်စုလေးခိုင်တွဲအားပေးစကားလေးတွေကိုကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အားပေးနှဆိုင်ခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီလေးနုပညာရှင်တွေရဲ့အသင်းတူပြန်လာခဲ့ပါအောင်ရှင်။